နိုင်ပွဲရရှိခဲ့ပေမဲ့ဒံယာရကစားသမားတွေထပ်တိုးခဲ့တဲ့အာစနယ် ားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တွေကလည်းကြိုဆိုပါရစေ TikTok ကညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာရှင်ပြန်ကစားသွားတဲ့ Arsenal နဲ့ Bradford ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီလေဒီပွဲစဉ်ကို Arsenal က2-0ဆိုတဲ့ရလဒ်နဲ့ England Emirates Stadium မှာဒါ Premier League ပွဲစဉ်14ကိုရှင်ပြန်ကစားခဲ့တယ်ဒါ Bradford ကို2-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့ပြီးတော့အဆက်အသွယ်အသာစီးယူပြီးတော့ဒါ Mikel Arteta ရဲ့ Arsenal ကနိုင်ပွဲတစ်ပွဲကိုရှာတွေ့နိုင်ခဲ့ပြီအဲ့တော့ဒါ ပြောချင်တာကကျွန်တော်ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒါကြည့်မိထားရတဲ့လောက်ကျွန်တော်ဒါမှတ်မိထားရတဲ့လောက်အကြောင်းအရာလေးတွေကြောင့်ညီကလေးတွေကိုဒါနည်းနည်းလောက် sharing လုပ်ပေးသွားခြင်းနဲ့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်ကဘယ်လိုမျိုးတွေကစားခဲ့လဲဒါတဲ့ကစားသမားတွေလည်းများစွာထိတ်ရှိခဲ့တာဖြစ်တဲ့အတော့ကျောင်းအာဆင်နယ်တင်းရဲ့မီကီအဒီတာပွဲပြီးအင်တာဗျူးမှာဘာတွေပြောခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးကျောင်းညီကိုတို့ကိုနည်းနည်းလောက် sharing လုပ်ပြီးသွားကြပါမယ်။အဲ့တော့အာဆင်နယ်တင်းနဲ့ Bradford ရှင်ပြိုင်ကစားတဲ့ပွဲစဉ်မှာအာဆင်နယ်တင်းရဲ့ဒါ ဘောလုံးပိုင်ဆိုင်မှုကတပွဲလုံးတိုက်တာနဲ့62ရာခိုင်နှုန်းထိရှိခဲ့တယ်။ဒါ Bradford အသင်းကတော့38ရာခိုင်နှုန်းပဲရှိခဲ့ပြီးတော့ expected goal နဲ့ဆိုလို့ရှိရင် Arsenal အသင်းက1.72ထိရှိခဲ့ပြီးတော့ဒါ Bradford အသင်းက0.34ထိပဲရှိခဲ့တာ0.5တောင်မပြည့်ခဲ့ဘူး။ဒီရလက်ကိုကြည့်မယ်ဆိုလို့ရှိရင် Arsenal က goal ရဖို့ရာခိုင်နှုန်းတော်တော်များများကိုဒါဖန်တီးနိုင်ခဲ့တယ်။ Pitchett နေအများကြီးရခဲ့တဲ့ဆိုတဲ့ပုံစံဒါ Bradford အသင်းက Pitchett နေအများကြီးရရှိထားခြင်းမရှိဘဲနဲ့ အာဆင်နယ်အသင်းရဲ့ပြုသမျှကိုနှုတ်ခဲ့ရတယ်လို့တော့ဒါဆိုလို့ရတယ်။ဒါရှုံးတိုက်ခဲ့မှာဆိုရင်လည်းအာဆင်နယ်ကဒါဘရက်ဖို့အသင်းတပ်ပူပူတတာရှိခဲ့တယ်။အာဆင်နယ်အသင်းက15ချိန်ထိ5ပေါက်ကန်ခဲ့ပြီးတော့9ချိန်ထိ5ပေါက်တက်ခဲ့တယ်။ဒီနေရာမှာ နှစ်ကိုထိရခဲ့တယ်ဒါ breakfast အသင်းကတော့စုစုပေါင်း6ချိန်ဒီ5ပေါက်ကန်ခဲ့ပြီးတော့တစ်ချိန်ပဲ5ပေါက်တက်ခဲ့တယ်ဒါတော့မှ down gun ဘောကနေဒါ count တိုက်တယ်လုံး david raya ကြောင့်ထင်တယ်ဗျ19မိနစ်မိနစ်20လောက်မှာဖြစ်မယ် david raya ဒါအကောင်းဆုံးလက်စွမ်းပြသွားတာဒါသူ့ရဲ့ရွှေလက်အိတ်စုကိုနှစ်နှစ်ဆက်တိုက်ရရှိထားခြင်းရဲ့အကြောင်းရင်းတွေကတစ်ခုဆိုပြီးတော့ဒါသူ့အနေနဲ့တက်တည်ပြသွားတယ်လို့တော့ကျောင်းနေနေထင်မိတယ်တကယ်ကိုကောင်းတဲ့ပုတ်ချက်သူ့ရဲ့ပုတ်ချက်နဲ့ go balance TV ပြန်ထွက်လာတဲ့လုံးကိုဒါနိုနီမတ်ဒူကီရဲ့ရှင်းထုတ်နိုင်ခဲ့တယ်ဗောလေ အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲထဲမှာကျွန်တော်မြင်တွေ့ခဲ့ရတာလေးတွေနည်းနည်းတော့ share လုပ်ပေးခြင်းနဲ့ Arsenal တင်းကဒီနေ့ပွဲစဉ်မှာ70မိနစ်ထဲကဂိုးတွေစရခဲ့တယ်ဒီဂိုးကိုတော့ Merino ကခေါင်းတိုက်သွင်းယူသွားခဲ့ပြီး Van White ကဖန်တီးပေးခဲ့တာဒီဂိုးမှာအခြေခံကြဆုံးကစားသမားက Noni Maduki ဖြစ်ပြီးတော့ညာချမ်းမှာဒီနေ့ပွဲစဉ်မှာတော်တော်လေးအလုပ်လုပ်ခဲ့တဲ့ကစားသမားလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဒီကစားသမားက Area Box ထဲရောက်ရင်သူ့အနေနဲ့ကြောင်ပြောက်သွားတာကလွဲရည် ပွဲစဉ်တောက်လျှောက်တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်။ဒါဒီကိုကိုဒါဘန်ဝိုက်ရဲ့ပြေးလန်းချောင်းနဲ့ overload လောက်လာတဲ့ဘန်ဝိုက်ရဲ့ပြေးလန်းချောင်းနဲ့ထည့်ပေးလိုက်ပြီးတော့ဘန်ဝိုက်ကဒါ area box တွေဖြတ်ချိုးထည့်ပေးရနေဒါမယ်ရီနိုကခေါင်းတိုက်သွင်းယူသွားခဲ့တာ။ဒါဒီနေ့ပွဲစဉ်မှာဆိုလို့ရင် Arsenal ကဒီထက်ပိုပြီးကိုးတွေအများကြီးရတဲ့နဲ့ဒါ pitch ချက်နေအများကြီးရခဲ့တယ်။ဒါ မိနစ်20လောက်မှာကျွန်တော်တို့တွေအနေအများကြီးနဲ့ခေါင်းတိုက်ပေါ်တလုံးကိုကျွန်တော်တို့ရှင်းထုတ်နိုင်ခဲ့တာရှင်းထုတ်လိုက်ရတာကလွင်ရင်အာဆင်နယ်ကတပွဲလုံးအတိုင်းတာမှာဒါပြိုင်ဘက်ဘရက်ဖို့ရဲ့ PR ပေးခြင်းကို ခံခဲ့ရတာမျိုးမရှိဘူးအာဆင်နယ်အသင်းဒီနေ့ကစားသွားတဲ့ပုံစံက ဒါ game plan နေအများကြီးကိုတပွဲထဲမှာတုံးသွားတဲ့ပုံစံလို့တော့ပြောလို့ရတယ်ဒါဘာကြောင့်လဲဆို4 3 3ဆိုတဲ့ကစားကွက်မှာအာတေတာကကစားသမားတွေကိုခင်ကျင်းခဲ့တာဖြစ်သည့်တိုင်အောင်ပွဲထဲမှာတော့ကစားသမားတွေ switch လုပ်ပြီးတော့ကစားသွားတာကိုမြင်တွေ့ခဲ့ရတယ်လို့ဒါဘယ်ဂျန်ခန်စစ်မှာကစားနေတဲ့ Ricardo Calafiori က force နိုင်နေရာထိတက်ပြီးဘောလုံးတောင်းနေတာတွေပြေးလမ်းကြောင်းပြနေတာတွေဂိုးပေါက်ကန်သွင်းချက်တွေရအစဒါ ရီကာဒိုကာလာဖီယိုရီစီကနေကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ဒါကျွန်တော်တို့ဒီမီခေမယ်ရီနိုတိုက်စစ်မှုမီခေမယ်ရီနိုဒါဒါဟိုကိုသွင်းတေချာခဲ့မယ်ဆိုလို့ရှိရင်ဗောလေကျွန်တော်ဒီတက်များတဲ့ဂိုးပမာဏနဲ့အနိုင်ရရှိသွားမယ်ပေါ်တဝဲလို့ကျွန်တော်အနေနဲ့သုံးသပ်ခြင်းနဲ့ ဒါအဲ့တော့ကျွန်တော်တို့အာဆင်နယ်တင်းကဒါကစားခဲ့တဲ့ပွဲစဉ်တောက်လျှောက်မှာဒါ၉ရာရှိဖို့အတွက်ဒီပွဲစဉ်မှာအချက်အများဆုံးလို့ကြောနေနေမြင်မိတယ်။ဒါ၄၁မိနစ်မှာတော့မော်ကွေယာကဒန်ယာရရှိခဲ့ပြီးတော့ဂျူလီယန်တင်းပါနဲ့ဒါလူစားလဲခဲ့ရတယ်။ဒီဒန်ယာနဲ့ပတ်သက်ပြီးပွဲပြီးအင်တာဗျူးမှာမီ KR Data ကပြောကြားထားတာမျိုးတွေရှိတယ်။အဲ့တော့ မိနစ်60လောက်မှာတော့အာဆင်နယ်ရဲ့မီခေးအတေတာကဒါပေညာတစ်စုံလုံးကိုဖြုတ်လဲခဲ့ပြီးတော့ဒါအနာပေးထားတဲ့ဘူကာယိုဆာကာဒါအီဇီတို့ကိုဒါပေညာနှစ်ဖက်မှာထည့်သွင်းခဲ့တယ်ဒါနိုနီမရူကီနဲ့မာတင်နယ်လီကိုအနာပေးခဲ့တယ်ဗောလေ68မိနစ်မှာဒက်ကရန်ရိုက်စ်ကဒါဂိုးပေါက်ကန်ချက်ရခဲ့တယ်ဒါကိုသမပုတ်ထုတ်တာကိုမီခေးမယ်ရီနိုပိတ်တာဂိုးနဲ့လွဲသွားတယ်ဒီဂိုးဆိုလို့ရှိရင်တကယ်ကိုဂိုးသွားပြီလို့ကိုထင်ခဲ့တယ်လို့မီခေးမယ်ရီနိုအတုံးမချနိုင်ခဲ့ဘူးအဲ့တော့ 85မိနစ်ပေါ့လေ85မိနစ်မှာဆိုလို့ရှိရင်စကာကဂိုးပေါက်ကိုတကယ်ဂိုးသွားနိုင်လောက်တဲ့အနေထားတစ်ခုပြတော်တော်လေးဟို ကောင်းတဲ့အနေသားတစ်ခုပေါ့လေဒါစကားပိတ်ခဲ့တယ်ဒါပေမဲ့ပြိုင်ဘက်ကိုသမနေရာယူမှန်မှန်နဲ့ဒါပုတ်ထုတ်ကာဝယ်သွားတယ်ဒါဒုတိယမြောက်ဥဆောင်ကိုကိုတော့ဒါ60မိနစ်60ပြေလို့နာချင်းချင်းမို့6မိနစ်61မိနစ်မှာဒါပူကာယိုစကားကတွင်းယူပေးသွားတယ်ဒီကိုကကျွန်တော်မကိုတော့ဘူးတော့ထင်တာဗျဒါကိုသမကဒီနေ့ပွဲစဉ်မှာတော်တော်လေးကောင်းတယ်လို့ကိုပြောလို့ရတယ်နောက်ထပ်ကျွန်တော်အာဆင်နယ်မှာထပ်ပြီးတော့အပေါင်းလက္ခဏာဆောင်တာတွေရှိသေးတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ ဟိုပြိတ္တတော်တော်များများမြင်ကျင်နေတဲ့ကစားသမားတယောက်လို့ပဲပြောမှာပေါ့လေဘန်ဝိုက်ဘန်ဝိုက်ကဒီနေ့ပွဲစဉ်မှာအကောင်းဆုံးကစားသမားစုကိုရရှိခဲ့တယ်လို့အကောင်းဆုံးခြေစွမ်းကိုလည်းပြသနိုင်ခဲ့တယ်။ဘာကြောင့်လဲဆိုလို့ချင်းဘန်ဝိုက်အနေနဲ့ဒီနေ့ပွဲစဉ်မှာညချမ်းမှာနိုနီမဒူကီဘန်ဝိုက် နော်ဟိုပြောရပြီဆိုလို့ရှိရင် Nori Maduki Ban White ဒါ Merino ဆိုတော့ဒါ triangle အတွဲကြီးကတော်တော်လေးဒီနေ့ပွဲစဉ်မှာအလုပ်ဖြစ်ခဲ့တယ် Mike Merino ရဲ့ holder play တွေကလည်းဒါကွေးလည်ကြီးဖြုတ်ပြီးဘောလုံးစင်တောင်းတဲ့ပုံစံတွေကလည်းတခြားကစားသမားတွေနဲ့ဒါတိုက်စစ်ကစားသမားတွေတောင်ပံကစားသမားတွေကိုနေရာလွတ်တွေအများကြီးဖန်တီးပေးနိုင်တာကိုဒီနေ့ပွဲစဉ်မှာမြင်တွေ့ခဲ့ရတယ်ဒါ Bradford မို့လို့လားဆိုပြီးတော့တော့ဒါကျွန်တော်ပြောစရာတော့ရှိနေတာပေါ့လေအဲ့တော့ okay ပါဒါကတော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်မြင်တွေ့ခဲ့ရတဲ့ ဒါအကြောင်းအရာလေးတွေကို join ကို sharing လုပ်ပေးသွားတာပါဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်အပြီးမှာ KR data ကဒဟန်ရကစားသမားတွေကြောင်းပါတယ်ပြောခဲ့လေဒီနေ့ပွဲစဉ်မှာဒဟန်ရကစားသမားတွေကဘသူတွေလဲဆိုတဲ့ပုံမှာအရင်ဆုံးအနေနဲ့ KR data ကမော်ကွဲရနဲ့ပတ်သက်ပြီးတော့မော်ကွဲရကသူ့ရဲ့ကြွက်သားမှာမတက်မတာဖြစ်နေရဖြစ်တဲ့အတွက်ကျွန်တော်တို့တွေသူ့နဲ့ပတ်သက်ပြီးတော့မစွန်စားခြင်းတာဖြစ်တဲ့အတွက်သူ့ကိုအနာပေးခဲ့တယ် ်နောက်တစ်နေ့မှာသူနဲ့ပတ်သက်ပြီးတော့ဒိုင်ယာချီနေဘယ်လိုရှိလဲဆိုတာကျွန်တော်တို့ကောင်းကောင်းသိရမယ်ဆိုပြီးတော့မီခေးအာဒီတာကပြောကြားသွားတယ်တဆက်တည်းမှာပဲဒိုင်ယာရရှိထားတဲ့ Declan Rice နဲ့ပတ်သက်ပြီးတော့လည်းမီဒီယာတွေကမေးမြန်းထားတယ်ဒီနေရာမှာမီခေးအာဒီတာကသူကပွဲကစားချိန်နေအများကြီးကိုပိုင်ဆိုင်ထားတဲ့ကစားသမားတယောက်သူ့ကိုကျွန်တော်တို့လက်လွတ်ကားတော့မယ်ဆိုတာတေချာတလောက်ရှိနေတယ်သူတန်ရာကကျွန်တော်တို့တေးသေးချာချာမသိရသေးပေမဲ့သူ့ရဲ့ပုံစံကအရင်မပြင်းထန်ဘူးဆိုတာတော့ကျွန်တော်ခံမှန်းမိတယ် သူ့ကိုကျွန်တော်တို့ဆုံးရှုံးရမှာတကယ်ကိုစိတ်မကောင်းဖြစ်မိရဲ့ဆိုပြီးတော့ဒါမီကေအာတီတာကပြောကြားထားတဲ့ပြည်သက်တွေကအဲ့ဒါ sorry မီဒီယာတွေကပြန်ပြောတဲ့အချိန်မှာသူလမ်းလျှောက်ပြီးထွက်သွားနိုင်တယ်သူ့ပုံစံကပုံမှန်တိုင်းပဲဆိုပြီးတော့ပြန်ပြောတဲ့အချိန်မှာဟုတ်ပါတယ်သူ့ပုံစံကပုံမှန်တိုင်းပဲဒါပေမဲ့သူနဲ့ပတ်သက်ပြီးကျွန်တော်တို့တကယ်ကိုစိတ်ပူခြင်းစရာပဲသူကအသင်းမှာတကယ်ကိုအရေးပါတယ်ကစားသမားတစ်ယောက်ပဲဆိုပြီးတော့မီကေအာတီတာကပြောကြားထားတယ်အစတဲမှာပဲမီကေမယ်ရီနိုနဲ့ပတ်သက်ပြီးတော့မီကေအာတီတာက မယ်ရီနိုကတကယ်ကိုကောင်းတဲ့ပလေယာပါသူကိုသွင်းသွားတဲ့ပုံစံသူ့ရဲ့နေရာယူမှုတွေနဲ့သူ့ရဲ့အဆုံးသတ်မှုတွေကကျွန်တော်တို့အသင်းအတွက်တကယ်ကိုလုံလောက်တဲ့စွမ်းဆောင်ရည်တွေပဲဆိုပြီးတော့ဒါမီကေအာဒေတာကချီကျူးစကားဆိုထားတဲ့ဒီယာဒီမာမီကေအာဒေတာအနေနဲ့နောက်တန်းမှာဒါဒန်ရကစားသမားတွေများစွာရှိတဲ့အပေါ်ကိုပြိသက်တွေကဘလို့မြင်မိလဲဆိုတဲ့ပုံမှာသူ့အနေနဲ့ဝီလီယံဆလီဘာဂါဘီယယ်မကာဟေးအခု ဒါခရစ်ယာန်မောကွဲရစားတယ်ဒီကစားသမား၃ယောက်လောက်ကိုလက်လွှဲရလိုက်ရတဲ့အပေါ်တကယ်ကိုဒါစိတ်ပြတ်မိတယ်ဒီအချိန်မှာပရီးမီးယားလိဂ်ခီးချီကိုဖျက်ဆီးရမှာဖြစ်တဲ့အတွက် ဂျူလီယန်တင်ဘာရဲ့ဒါလုံတိုင်ဇွမ်းရဲ့ဘန်နွားရဲ့ပြန်လာမှုကဒါအသင်းအတွက်အများကြီးကောင်းမွန်တယ်တန်နိုနီမတ်ဒူကီဗီတယိုကရက်ဒီကစားသမားနှစ်ယောက်လည်းဒါပြန်လည်ပြီးတော့အသင်းမှာပြန်လည်ပါဝင်လာနိုင်တာဖြစ်တဲ့အတွက်ဒါဒီအပေါင်းလက္ခဏာဆောင်ခြင်းတွေကတကယ့်ကိုဝမ်းသာစရာပဲဆိုပြီးတော့ဒါမီကေအာဒေတာကပွဲပြီးအင်တာဗျူးမှာပြောကြားထားပါတယ်ဒါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဒါအာဆင်နယ်နဲ့ဘရက်ဖုန်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အမြင်လေးတွေကိုဆွေးနွေးသုံးသပ်ခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျတူတွေမှာ